နှုတ်တိုက်မေမေတို့နေနဲ့ဆိုရင်ပေါ့နော်နူဒီကောင်းနာတာတော့ဒါကအဲ့လိုတဦးတယ်မဟုတ်ဘူးဒါကဗနေဟဝင်းဝင်းဝင်းဒီကိစ္စအမြဲတမ်းဖြစ်တတ်တယ်ပေါ့နော်နူဒီကောင်းနာရတဲ့အကြောင်းရင်းအကြတော့ဒီပထမဆုံးနေနဲ့ကလေးလေးရကြတော့နှုတ်ဆိုးတဲ့အခါမှာဆိုလို့ရှိရင်ဟောပေါ့နှုတ်ကိုဖတ်တာလက်ချင်းလောက်တာမမှန်တာပေါ့နောက်လို့ရှိရင်နှုတ်ငုံတာမမှန်တာဒါပိုဇီရှင်ထမမှန်တာဒီလိုမျိုးတွေကြောင့်မလို့ဖြစ်တတ်တယ်ဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ပိုဇီရှင်မန်အောင်လုပ်တယ်နောက်လို့ရှိရင်ကလေးကိုနှုတ်ဖတ်တာမန်အောင်သင်ပေးတယ်ဒီလိုမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့နှုတ်ဒီကောင်းနာရတာကြနှစ်ပတ်အတွင်းပျောက်သွားပါလိမ့်မယ်နှစ်ပတ်ထပ်ပို့ပြီးဆိုလို့ရှိရင်တော့ဒါကတော့တစ်ခုခုမှားနေလို့ပေါ့နော်ဒါ ါးနှစ်ပတ်ထိရတော့ဒါကတော့မိခင်တိုင်းတဦးမဟုတ်တဲ့မိခင်တိုင်းမှာခံစားရတဲ့ကိစ္စတွေပါအဲ့တော့နိုးသေးကောင်းလာတယ်ဆိုရှင်ဘယ်လိုမျိုးလုပ်ရမလဲကလေးကို노လက်ချင်လုပ်တဲ့ဟာအောင်မကန်အောင်လုပ်ရမယ်ပိုစီရှင်ထားအောင်မကန်အောင်လုပ်ရမယ်အဲနောက်ပြီးလို့ရှင်လဲဒီနိုးသေးကောင်းမှာဆိုလို့ရှင်ကိုယ့်ရဲ့노ရေလေးကိုဘယ်တော့ပြန်ပြီးတော့မှလိမ့်ပေးထားလို့ရတယ်ဒါဆိုရင်ရှင်လဲသူကဒီမိခင်တို့ထဲမှာဆိုလို့ရှင် natural antibiotic ပါဝင်တဲ့အတွက်ကြောင့်မလို့နိုးသေးကောင်းလာတာကိုလည်းပို့ပြီးတော့ကျက်စေတယ်ဒါမှမဟုတ်လို့ရှင်လဲနိုးသေးကောင်းအတွက်လုပ်ပေးထားတဲ့ cream လေးတွေလိမ့်ပေးလို့လည်းရတယ်အဲတော့ nipple cream လေးတွေလည်းလိမ့်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့တသက်ရှင်းရှင်းလေးထား ားမယ်ဘရာလေးတွေဆိုလို့ရှိရင်လည်းဒီများများလေးဝယ်ထားမယ်ပေါ့နော်ချွေးတွေထွက်တာနောက်ပြီးလို့ရှိရင်အဲ့လိုနှိုးတွေစိတ်နာဒီလိုမျိုးမှဆိုရှင်ဆိုသွားရဆိုရှင်ဘရာလေးကိုလဲပေးရမယ်မဟုတ်လို့ရှိရင်ကြတော့ဒီမှာဆိုရှင်ဘက်တီးရီးယားတွေဖန်ကင်အင်ဖက်ရှင်တွေဖြစ်တဲ့ဆိုလို့ရှိရင်မိခင်ရောကလေးအတွက်ပါမကောင်းဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အားကြောင့်မလို့အဲနှိုးသီးကောင်းနာတဲ့ကိစ္စအတွက်ထားမှုရှင်နှိုးထွက်နေနေလားဒါမှမဟုတ်ရှင်လည်းနဲတဲ့ကိစ္စလေးပါနှိုးထွက်များနေသလားပေါ့နောက်ကလေးကနှိုးပြန်အန်းတာနောက်နှိုးကောင်းကောင်းမဆိုးတာနောက်ပြီးလို့ရှိရင်အဲနှိုးဆိုးရမှဆိုရင်ဆန့်ကျင်တာပေါ့နော်အခန်းဆုပ်တာ refuse လုပ်တာဒီလိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်ဒေါက်တာဖွင့်ထားတဲ့နှိုးတိုက်တိန်နည်းကိုတေချာတဲ့စနစ်တကျတင် ြားပေးပြီးတော့မှကြည့်လို့ရပါတယ်။ဘာလို့လဲဆိုတော့ group class ကဆိုလို့ရှိရင် lifetime access ပေါ့နော်။တသက်စာ access ရရှိမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့ချိန်တိုင်းအောင်ဝင်ကြည့်လို့လည်းရပါတယ်။အဲ့တော့သင်တန်းမှာပြန်ပြီးဆုံကြမယ်နော်။